မင်္ဂလာပါရှင်ရှမ်းအေဂိုမီဒီယာကကြိုဆိုပါရစေ86နှစ်ပြည့်ပို့အိုမျိုးသားနေအထိမ်းမှ46ကြိမ်မြောက်ကောက်တီရိုက်ပြိုင်ပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပါမယ်ရှင် ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တွင်2025ခုနှစ်86နှစ်ပြည့်ပအိုးအမျိုးသားနှင့်အထိမ်းအမှတ်ဖြင့်46ကြိမ်မြောက်ကောက်တီရိုက်ပြိုင်ပွဲကိုယနေ့နံနက်6နာရီခွဲကတောင်ကြီးကောက်ကလန်၌ကျင်းပခဲ့ပါသည်။အခမ်းအနားကိုရှမ်းပြည်နယ်ဆိုရဖွဲ့ဝင်ပြည်နယ်စည်းပွားရေးအရဝန်ကြီးဦးခွန်သိမ်းမောင်က smoke ball ကောက်တီရိုက်၍ဖွင့်လှစ်ပေးခဲ့ပြီးရှမ်းပြည်နယ်ဆိုရဖွဲ့ပြည်နယ်ဝန်ကြီးနှင့်ဧည့်သည်တော်များကပြိုင်ပွဲဝင်အသင်းများကိုလိုက်လံနှုတ်ဆက်အားပေးစကားပြောခဲ့ကြပါသည်။ ပြိုင်ပွဲများကိုစတင်ရှင်ပြိုင်ကစားကြရာအလွတ်တန်းဝင်ရောက်ရှင်ပြိုင်သူများကတီခွန်အသီးသီးနိုင်တာထွေ၍ပါဝင် ရှင်ပြိုင်ခဲ့ကြပါသည်။အဆိုပါပြိုင်ပွဲတွင် ရှမ်းပြည်နယ်ဆိုရဖွဲ့ဝင်ပြည်နယ်စီပွားရေးအဝန်ကြီးဦးခွန်သိမ်းမောင်၊ကောက်တီရိုက်အားကစားသမားများ၊ဝါသနာရှင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများကတက်ရောက်ခဲ့ကြပါသည်။ ကောက်တီရိုက်ပြိုင်ပွဲကို2025ခုနှစ်မတ်လ14ရက်နေ့မှာ2025ခုနှစ်မတ်လ16ရက်နေ့အထိ၃ရက်ရှင်ပြိုင်ကစားသွားကြပြီဖြစ်ပြီး86နှစ်ပြည့်ပို့အမျိုးသားနေ့အထိအမှန်46ကြိမ်မြောက်ကောက်တီရိုက်ပြိုင်ပွဲဟိုရင်ဝမ်အထူးစု2025ခုနှစ်မတ်လ14ရက်နေ့မှာ2025ခုနှစ်မတ်လ16ရက်နေ့အထိဂျင်မက်ရှစ်တွင်စက်သိန်း34ကျင်းနဲ့စက်သိန်း50တကျင်းစုစုပေါင်းကျင်းပေါင်း5ပေါက်ဖောက်လုပ်ထားပါတယ်မြေ ူမစိုးဟိုးရင်ဝမ်းစုအားမိမိကိုယ်ပိုင် KBZ ပေးဖြင့်သာချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။ပြိုင်ပွဲတွင်ဆုရအားကစားသမားများကို2025ခုနှစ်မတ်လ16ရက်နေ့ညနေ6နာရီတွင်တောင်ကြီးကောက်ကလန်၌ဆုမြပေးအပ်ချီးမြှင့်သွားမှာဖြစ်ကြောင်းသိရှိရပါသည်ရှင်။